အားလုံးမင်္ဂလာပါကိုခန့်အစ်စတဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့တရင်နဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာ ပထမဆုံးနေ့ကျင်တဲ့သတင်းကမန်စီးတီးနဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်ဖော်ပြထားတဲ့သတင်းဌာနက Telegraph ကပါခင်ဗျမန်စီးတီးတင်းဟာ AC Milan အသင်းရဲ့အသက်26နှစ်အရွယ် Netherland ကွင်းလယ်ကစားသမား Reinders ကိုဒီနှစ်နွေရာသီပြောင်းရွှေ့ကာလမှာခေါ်ဖို့အတွက်ပြစ်မှတ်ထားတယ်လို့သိရပါတယ် Reinders ကိုခေါ်ဦးမယ်ဆိုရင်မန်စီးတီးအနေနဲ့ပြောင်းရွှေ့ချေပေါင်58တန်းလောက်ပေးချေရမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ ဆိုတော့မန်စီးတီးအသင်းအနေနဲ့ဒီနှစ်ဘောလုံးရာသီမှာငွေကြေးအမြောက်အများတုံးဆွဲပြီးတော့အသင်းကိုတွေးတက်လောင်းလိုက်မယ်တွေးတက်မလောင်းလို့မရတော့ဘူးမန်စီးတီးကစားသမားအများစုဟာအသက်အရွယ်လွန်ကုန်ကြပြီအဲ့အတွက်ကြောင့်ဒီနှစ်ဘောလုံးရာသီမန်စီးတီးရဲ့ရှုံးနေမှုတွေကျွန်တော်တို့မျက်ဝါးထင်ထင်မြင်တွေ့ရတာပါဒါကိုမန်စီးတီးတင်းနာဝင်ရှိတဲ့သူတွေကတော့မသိဘဲနဲ့မနေဘူးအဲ့အတွက်ကြောင့်မန်စီးတီးမှာရှိနေတဲ့အသက်အရွယ်တစ်ခုရောက်နေတဲ့ပိုတက်ရှင်တွေမှာကစားသမားအလုံးလိုက်အရင်လိုက်ပြောင်းလဲမှုတွေလုပ်ပါလိမ့်မယ်ပြောင်းလဲမှုမလုပ်ဘူးဆိုရင် နောက်ဘောလုံးယာတီမှာလည်းမန်စီးတီးဒီအမြင့်ပြန်နိုင်ဖို့ဆိုတာအဲ့လောက်ထိအဆင်မပြေပါဘူး Financial Fair Play Throughout က Income and Sustainability Rules နဲ့ကိုက်ညီမှုမကိုက်ညီမှုကတပိုင်းတိုးတော့မန်စီးတီးဒီ Risk ယူပြီးတော့ဒီကစားသမားတွေကိုခေါ်ယူမှဖြစ်ပါလိမ့်မယ်အဲ့တော့မန်စီးတီးရဲ့ကွင်းလယ်စုဖွဲ့မှုကိုကျွန်တော်ကြည့်ကြည့်ပါငယ်ရွယ်ပြိုမြင့်တဲ့ကစားသမားဗနေအောင်ရှိလို့တော့မက်ကတေးကလည်းကိုယ်လည်းကသာမစစ်စစ်တယောက်တော့မဟုတ်ဘူး between the lines မှာဆော့တဲ့ကျွန်တော် attackers လို့ပြောရင်ပို့ပြီးတော့မှန်ပါပါဗျာ တိုက်စစ်အာသန်နဲ့ကွင်းလယ်ကစားသမားပေါ့အဲ့တော့ကွင်းလယ်မှာထိုင်နေသူတွေဒီမှာရိုဒရီโกဒန်ရသွားပြီးဘယ်ချိန်ပြန်ကောင်းလာမယ်မှန်းအတိအကျမပြောနိုင်သေးဘူးပြန်ကောင်းလာရင်တော့အရင်ရိုဒရီโกမြင်ရပါမလားမသိကြဘူးအသက်အရွယ်ကလည်း30နာကတ်သွားပြီမက်ဒီယိုကိုဗာစစ်ဂွန်ဒိုဂန်စတဲ့ကစားသမားတွေကလည်းအသက်30ကျော်အရွယ်ရောက်နေပြီ KDB အသင်းကနေထွက်မယ်မာသစ်နျူနက်စ်ကလည်းလိုအပ်တဲ့နေရာတွေမှာလိုက်ဖြည့်ပြီးကစားပေးနေရတဲ့အခါကျတော့ပပ်ကိုတိုင်ကမာသစ်နျူနက်စ်ကိုကွင်းလယ်ကစားသမားတစ်ယောက်အဖြစ်ဟိုမခံစားအောင်နဲ့တူပါတယ်အဲ့အတွက်ကြောင့် ကွင်းလယ်မှာလည်းကစားသမားအနည်းဆုံး2ယောက်လောက်တော့လိုပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ Riders ဘက်ကိုဆက်ဆွေးနွေးအောင် Riders ကတော့အသက်26နှစ်အရွယ်ရှိပြီဖြစ်တဲ့အတွက်ကြောင့်အရင်ငယ်တော့တဲ့အသက်အရွယ်ထဲမှာတော့မပါဘူးဒါပေမဲ့လည်း3-4နှစ်လောက်ထိတော့တုံးလို့ရနေတဲ့အခြေအနေမျိုးမှာရှိတယ်လက်ရှိအချိန်မှာ Netherlands အသင်းရဲ့စွမ်းဆောင်ရည်အမြင့်ဆုံးကစားသမားတွေထဲကတယောက်ဖြစ်ပါတယ်အဲ့တော့ Riders ရဲ့ပြောင်းရွှေ့ခြင်းပေါင်58တန်းဆိုတာဒီမြေမောက်ခေတ်ကာလမှာတော့ပေးချေရမယ့်သဘောမျိုးပဲဗျအဲ့တော့ Riders က KDB ရဲ့နေရာကိုတိုက်ရိုက်အစားထိုးနိုင်မဲ့ကစားသမားတွေ ော့မဟုတ်ဘူး။သူကဟို mid နေရာမှာဆော့တဲ့ကစားသမားနံပါတ်8နေရာအတွက်ပို့ပြီးတော့ကစားပေးနိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် KDB ထွက်ခွာသွားတဲ့အချိန်ကြရင်နံပါတ်10နေရာမှာအစားထိုးဖို့နောက်ထပ်ကစားသမားတစ်ယောက်တော့ Man City အနေနဲ့လိုအောင်ပါပဲ။သို့တော့ ရိုင်းနတ်ကတော့သူ့ရဲ့အသက်အရွယ်တန်းမှာလက်ရှိမစီးရီးရဲ့ကွင်းလယ်ပိုင်းကအသက်ကြီးနေတဲ့ကစားသမားရဲ့ထက်တော့ကွင်းလယ်ကိုထိန်းချောက်မှုပို့ပြီးအားကောင်းမယ်လို့တော့ကျွန်တော်ယူဆပါတယ်။အဲတော့ရိုင်းနတ်နဲ့မစီးရီးတို့ရဲ့တဲ့င်းတွေကလည်းဖြစ်နိုင်ပါတယ်။အဲတော့ကျွန်တော်တို့ရိုင်းနတ်ရဲ့ရှေ့ကိုကြော်လွန်တဲ့ပိုဇီရှင်ပိုင်းမှာဆက်ပြီးဆွေးနွေးရမယ့်သဘောမျိုးပါ။နံပါတ်10နေရာမှာစော်ဖို့အတွက် KDB နေရာမှာနော်အစားထိုးဖို့အတွက်နံပါတ်1ပြေးနေတဲ့ကစားသမားဒီ Florian Vitz ဒါမှမဟုတ်တလောတော့ကထွက်လာတဲ့တဲ့င်းတွေမှာဆိုရင် Florian Vitz က ဘိုင်မနစ်အသင်းကိုပြောင်းရွှေ့ဖို့အတွက်နှိစက်နေတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မက်ဆီဒီရဖို့ဆိုတာတိတ်ပြီးတော့မလွယ်ဘူးဒီချိန်မှာ Morgan Gibbs White နဲ့ Mercedes ရဲ့သတင်းတွေကလည်းထပ်ပြီးတော့ထွက်လာတယ်။ Gibbs White နဲ့ Florian Wiss ဆိုရင်တော့ Wiss ကတော့ပို့ပြီးတော့မိုက်တာပေါ့ဗျာ။ငယ်လဲငယ်တဲ့ကိုသွင်းလဲပို့ကောင်းတဲ့ရင်ခုန်ချင်းစရာကစားသမား။တိုးတော့ Florian Wiss ကိုမရတော့ဘူးကွာဆိုရင် Morgan Gibbs White ကလည်းရွေးချယ်ချင်းစရာကစားသမားတယောက်တော့ဖြစ်တယ်။လှုပ်အားနှုံးကောင်းတဲ့နှိစ်နှစ်ပိုင်းကြည်ညက်တယ်။အဲ့တို့ကြောင့် KDB နေရာမှာ တရာဂိုင်နှုန်းအစားထိုးဖို့ကတော့မလွယ်ပေမဲ့80ရာဂိုင်နှုန်းလောက်တော့ Morgan Gibbs White နဲ့အစားထိုးနိုင်တယ်လို့တော့ကျွန်တော်ယူဆမိပါတယ်လောလောဆယ်အချိန်ကြီးကတော့ Riders နဲ့လည်းဖြစ်နိုင်ချေရှိရလို့တော့သုံးသပ်မိပါတယ်ခင်ဗျကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Talk Sport ကဖော်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Man United အသင်းကနီးပြ Ruben Amorim နဲ့ပတ်သက်ပြီးတော့နောက်ထပ်နီးပြတယောက်နဲ့အစားထိုးဖို့ ပလန်ဘာညာမရှိဘူးဆိုပြီးသိရပါတယ်ခင်ဗျအစားလဲထိုးမှာမဟုတ်ပါဘူးရူဘင်အမော်ရင်ကိုပဲလောင်တန်ပလန်အဖြစ်ရည်ရွယ်ပြီးတော့ခေါ်ခဲ့တာဖြစ်ပါတယ်အဲ့တော့အမော်ရင်ဒီစပော့တင်လစ်စဘွန်ကိုစနစ်တကျတီဆောက်ပြီးတော့အောင်မြင်မှုရယူပေးခဲ့တဲ့နီးပြတယောက်ဒီနှစ်ဘောလုံးရာသီမှာတနည်းအားဖြင့်ရာသီဝက်လောက်ပဲရှိသေးတဲ့နီးပြတယောက်ကိုတော့အသင်းကထုတ်မဲ့ဘာညာဆိုတဲ့သတင်းမျိုးတွေကရှစ်လျှောက်လဲကြားဖို့တိတ်ပြီးတော့မလွယ်ပါဘူးဒါမဲ့ပြဿနာတစ်ခုရှိတာအမော်ရင်နဲ့တန်ဟတ်တို့ကဗျာအခြေသွင်းရှိတဲ့ နီးပြတယ်ဆိုတော့ခေါင်းစဉ်အောက်ကနေယူနိုက်တက်အသင်းကိုကင်တွယ်ခဲ့ကြတာအဲ့တို့ကြောင့်ကျွန်တော်ကတော့မန်ချက်စတာယူနိုက်တက်နီးပြတဲ့ရောက်လာတဲ့အခါမှာအရင်တော့ဟိုမပြောရဲဘူးဗျာအာမမခံနိုင်တော့ဘူးယူနိုက်တက်အသင်းရဲ့ image ကိုကနီးပြတိုင်းတွက်မလွယ်ကူတာဗျအဓိကပြဿနာအဲ့ဒါတန်ကလည်းအသင်းကထွက်ခွာသွားပေမဲ့အရေးတွင်းမရှိလို့တော့မဟုတ်ဘူးအသင်းရဲ့ image ရဲ့အသင်းကိုအားပေးတဲ့ပရိသတ်တွေရဲ့အခိုင်မာအပိထောက်ခံမှုတွေအောက်မှာဒီပရက်ရှာတွေအောက်မှာနီးပြတယောက်ရှင်တန်ရက်တီဖို့ဆိုတာထင်သလောက်မလွယ်ဘူး ်အရစ်တန်ဟတ်နော်တော်တင်ဩစ်ဘာလာကိုကိုင်ရင်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ United ကိုင်ရတဲ့အတွက်ကြောင့်သူအလောက်ထိအဆင်မပြေတာအဲ့တော့ Ruben Amorim လည်းအရေးသွေးရှိတဲ့နီးပြတယောက်စိုးတော်ညာလေရေရှည်မှာ United အတွက်တင့်တော်တဲ့နီးပြတယောက်ဖြစ်မဖြစ်ဆိုတာသူကိုယ်တိုင်တက်တည်ပြရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီအာဒီမှာကုံကုံပြောရင် Europa League ရသွားရင်တော့ Ruben Amorim ရဲ့ဆွဲဆောင်ရေးပိုင်းကမလုံလောက်သေးဘူးကပ်ပြိုင်ပွဲတွေဆိုတာကတပွဲတော့ပလန်နဲ့လေ ပြိုင်လို့ရတဲ့ပြိုင်ပွဲမျိုးတွေယူရိုပါလိဆိုတာလည်းမန်ချက်စတာယူနိုက်တက်လိုအနေထားမျိုးနဲ့တကယ်တမ်းကြုံယုံခံရင်ရမယ်ဖလားမျိုးအဲ့အတွက်ကြောင့်နောက်ဘောလုံးရသည်မှာရူဘင်အမော်ရင်ရဲ့အစွမ်းအစအကုန်လုံးကိုတေချာပေါက်မြင်ရဖို့ရှိနေပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်လက်ဆွေးနွေးအောင်ဒီသတင်းကတော့ Express ကဖော်ပြထားတာပဲဖြစ်ပါတယ် Liverpool တင်းရဲ့ Colombian Townman ကစားသမား Louis Diaz က Liverpool team မှာပဲစက်နေဖို့အတွက်ဂတိကဝတ်ပြုခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ Louis Diaz ဒီအရင်တော့တော့ Barcelona အသင်းကိုပြောင်းရွှေ့ဖို့အတွက်ချိတ်ဆက်မှုတွေရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ Barcelona ကိုပြောင်းဖို့ Louis Diaz personal terms agree ရသွားပြီဆိုတဲ့သတင်းမျိုးတွေကအလကားထွက်လာတာတော့မဟုတ်ဘူး။ Barcelona နဲ့ Louis Diaz ကြားထဲမှာညှိနှိုင်းဆွေးနွေးမှုတွေတကယ်ရှိခဲ့ပုံပေါ်ပါတယ်။အဲ့တော့ကြောင့် personal terms agree ရသွားပြီဆိုတဲ့သတင်းမျိုးကြီးတက်လာတာပါ။သို့တော့ Louis Diaz Barcelona ကို လက်ရှိအချိန်ပြောင်းရွှေ့ဖို့ဘာကြောင့်မဖြစ်နိုင်တော့တယ်လဲဆိုတော့ကျွန်တော်ကတော့ Rafinha ကြောင့်လို့ထင်ပါတယ် Right wing တနေကဘာစလိုနာသည်ဟိုပုံသေးဖြစ်သွားခဲ့ပြီပေါ့နော်ကနန်းငြိမ်သွားပြီ La Mine Yamal ကိုသူအတင်းရမထွက်မချင်း ထားလို့ရတယ်အသက်လည်း16နှစ်18နှစ်ကြာပဲရှိသေးတဲ့အတွက်ကြောင့်နောက်10နှစ်ကျော်လောက်ထိသုံးလို့ရတယ်အဓိကနေရာ left wing left wing တနေရာအတွက်ဒါ Luis Diaz ကိုအရင်တော့ကတော့ Barcelona ခေါ်ကောင်းခေါ်ချင်လိမ့်မယ်တိုးတော်လည်းအခုချိန်မှာ Luis Diaz တက်ကို Rafinha ကပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးပြတ်တထားတဲ့အတွက်ကြောင့် Rafinha ပြန်ကနန်းငိန်သွားလောက်ပြီလို့တော့ကျွန်တော်ထင်တယ်အဲ့တို့ကြောင့် Rafinha ဒီသားလင်းအသင်းကနေနောက်ပေါ်လို့ရတယ်တရားဒီနေရာဒီမထွက်ဘူးဆိုလို့က Barcelona မှာပဲဆက်ရှိဖို့များပါတယ် left wing မှာ Rafinha ရှိပြီဆိုရင် Luis Diaz ကို Barcelona က ဘာကြောင့်လိုတော့မှာလဲကဲ ကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ကိုဆွေးနွေးရအောင်ခင်ဗျဒီသတင်းကလည်းလီဗာပူးနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဖော်ပြထားတဲ့သတင်းနာကတော့ Sky Sport Germany ကဖြစ်ပါတယ်ခင်ဗျလီဗာပူးတင်းဟာ Trent Alexander Arnold နေရာမှာအစားထိုးဖို့အတွက် Netherlands နောက်ခံကစားသမား Jeremy Frimpong ကိုကြိုးပမ်းနေတယ်လို့သိရပါတယ်ဒီကစားသမားကိုခေါ်ယူဖို့အတွက်ပေါင်29.4သန်းအနေ33.6သန်းကြားပဲပေးရမှာဖြစ်တဲ့အတွက်ကြောင့်အမတန်အမတန်တက်တာတဲ့ဟိုပြောင်းရွှေ့ခြေလို့ပဲပြောရမှာပါအဲ့တော့ Frimpong က Man City ရဲ့လူငယ်စီမံကိန်းကထွက်ပြီးတော့ Liverpool မှာ ာအောင်မြင်ခဲ့တဲ့ကစားသမားတယောက်လှုပ်အားနှုံအယံကောင်းတယ်နီးစနစ်ပိုင်းကျညက်တယ်အာနာစတော့ရဲ့ pressing ပေးရမယ်ဟို viewer ဘိုင်းနေမှာဆိုရင်တိတ်ကိုအတုံးဝင်မယ်ကစားသမားတယောက်ပါကျွန်တော်တယောက်တည်းယူဆချက်အရာပြောမယ်ဆိုရင် trend တောင်ပို့ပြီးတော့ frame ပေါင်းကအာနာစတော့ရဲ့ viewer ဘိုင်းမှာ live ဖတ်မှုရှိပါလိမ့်မယ် trend ဒီဘောလုံးပေးပို့မှုတွေမှာ လုံးဝ magical ဆိုပေမဲ့လုံအားနှုံးမှာတော့ frame ပေါင်သွားရှင်လို့မရဘူး။အဲ့တော့ Liverpool တင်းရဲ့ကစားပုံကလည်းလုံအားနှုံးအားပြုတ်ပြီးကစားရတဲ့အတွက်ကြောင့် Jeremy frame ပေါင်နဲ့ Liverpool သာတကယ်အမှန်ကန်ဖြစ်သွားမယ်ဆိုရင် Trent Alexander Arnold ကို frame ပေါင်ကသူ့အထာနဲ့သူအစားထိုးနိုင်လိမ့်မယ်လို့သုံးသပ်ရင်းနဲ့ပဲ။ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။